မင်္ဂလာပါကိုဘီပေါ့ရဲ့ official youtube channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရယ်ဗျာမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများခက်ခဲတွေဒုက္ခတွေကြားရရနေပဲအဆင်ပြေအောင်ကြမ်းမအောင်နေနေကြရင်နဲ့ကျွန်တော်တွေအားလုံးကြမ်းမိုက်ကြီးဆိုင်ကြပါလို့ဒုက္ခပြပါလားဘေးမတန်မဲလောကမှာအေဂျင့်နဲ့နေတွေအများဆုံးရောက်ပါစေလို့ကျွန်တော်နှောက်ဆုံးနေနဲ့နှုတ်ခွန်းဆက်ရင်းနဲ့ဒီနေ့ခြေနေလေးတွေကို ပြောကြဆိုကြတာပေါ့ဗျာအော်ဒီနေ့အားလုံးလဲအော်တောင်းတင်ဖြစ်နေကြတယ်အားလုံးလဲစိတ်ထဲမှာထိခိုက်တဲ့သူတွေရောတချို့တည်ပြီးသားလူတွေရာလဲတည်ပြီးသားအလက်ရောက်တိတ်မထုံလို့တဲ့ကိစ္စလေးတော့ရှိပါတယ်အဲ့ဒါပါလဲဆိုတော့အားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ရဲ့အဓိကအရေးကြီးဆုံးရန်သူစကားစားကကျွန်တော်တို့ရဲ့စကားမကမအားလားကျွန်တော်တို့ရဲ့ဘုံရန်သူဆိုပေမဲ့ဘုံရန်သူနဲ့ level တန်းပေါ့လေ ဘဝင်သူကတရားရဂိုင်လို့ဆိုနောက်ထပ်တရားရဂိုင်လို့ကျွန်တော်တို့ရဲ့ရန်သူရှိပါအဲ့ဒါတော့တရုတ်ပါပဲတရုတ်ရဲ့အဓိကဂျာဝင်ပြီးတော့ဆရာကြီးလုံမှုတွေနောက်ပြီးတော့တရုတ်ကမဟာလာကိုထောက်ခံနေခြင်းသည် ကျွန်တော်တို့ဒီဘက်ကဒေါ်လာရေးဒီမိုကရေစီလိုချင်ကြသောအနာဂတ်ကိုကောင်းတဲ့အနာဂတ်ကိုလိုချင်ကြတော့သူတွေအတွက်တကယ်ကိုပဲအနောက်ရှက်အဟံတာဖြစ်ရတယ်ဗောလေအဲ့တော့ ရှေ့မှာလည်းအားလုံးသိတဲ့အတိုင်းပဲတိုက်ရိုက်ခိုက်ရည်နဲ့ပြန်ရခဲ့တာမျိုးအကြီးချင်းရှိလို့ပြန်ရခဲ့တဲ့မျိုးတွေမဟုတ်ဘဲနဲ့နောက်တစ်ကြိမ်နောက်ထပ်မျိုးတစ်ခုထပ်ပြီးတော့အဘအီကိုအတဲ့ကိုကြည်နာကြီးကိုတောင်းခိုင်းပြီးတော့အဘအီလောက်ပါအောင်ကျွန်တော်တို့နောက်ထပ်မျိုးလေးတစ်မျိုးနှစ်မျိုးလောက်ပြန်တောင်းပေးပါဦးဆိုတဲ့ဟာမျိုးနဲ့အချက်မရှိပါဗျာအဲ့တော့အဲ့လိုမျိုးနဲ့နောက်ထပ်မျိုးတစ်ခုအဲအပြစ်ရက်ပြီးတော့နောက်ဆုတ်ပေးဖို့ဆိုတဲ့ကိစ္စဖြစ်လာတာပါလေအဲ အဲ့တော့ဒါတွေကတော့ဒီနေ့မှအာတရဝင် ဖြစ်လာပြီမဲ့ကျွန်တော်တို့ကတော့တည်နေခဲ့တာတလားလောက်ရှိပြီအဲ့တော့မြေပြင်အခြေအနေရရှိမှရှိနေကြတော့ဟောရေပေါ်တွေမတရားတို့မိုးကုတ်တို့အဲ့ဒီဘက်ကြောမှရှိနေကြတော့ကျွန်တော်တို့အဲရေပေါ်ရေပက်တွေရဲ့ရှိရနေတဲ့တင်းအချက်လက်ကလေးတွေသိရတဲ့အတွက်ဖြစ်နိုင်ခြေကတော့ရှိနိုင်တယ်အဲကျွန်တော်တို့ခရမ်းမပြေစုံမှုတွေပေါ့လေနော်အဲ့တော့အဲ့ဒါအကြောင်းဖြစ်နိုင်တယ်အဲ့တော့ ဒါပေမဲ့လည်းအားလုံးကလည်းခြုံပြီးတော့တည်ထားပါတယ်ဒါရီတင်းချိန်မှာတော့ဖြစ်လာကြမယ်ဂျုံတွေးလာကြမယ်အဲလှုပ်လာကြမယ်ဒီ hari ပေါ်မှာလည်းဆက်ပြီးတော့နောက်တစ်ဆင့်ဘလို့ဆက်ပြီးတော့ခြစ်တက်ရုန်းကန်ကြမလဲဆိုတဲ့ကိစ္စတွေကလည်းအဲတပြိုင်နဲ့သေးပဲစဉ်းစားတွေးခေါ်ပြင်ဆင်ကြံစကြံစပြင်ဆင်ပေါ့နော်အဲပြင်ဆင်နေတာတွေလည်းရှိပါတယ်အဲ့တော့ပြောချင်တာကတော့ဘာလဲဆိုတော့အဲသူတို့တွေရဲ့ ပထမဆုံးကျွန်တော်တို့ရဲ့ဒေါ်လန်ရေးအရတစ်တုံညာနှစ်ခွန်ဆစ်စင်ရေးဒီမှာကျွန်တော်တို့အောင်ပွဲတွေရခဲ့ကြတယ်ပျော်ရွှင်စရာနေ့ရက်တွေကျွန်တော်တို့ပိုင်ဆိုင်ခဲ့ရတာတွေရှိတယ်အဲလက်ရှိအချိန်ဒီမှာတော့အဲကျွန်တော်တို့ဒီဘက်ကအတွက်ကြည့်ကြမယ်ဆိုလို့ရှင်တော့အားလုံးကတော့အမျက်တွေကိုစီနဲ့အဲအမျက်အမျက်တွေကိုစီနဲ့အထုတ်ထမ်းပြီးတော့ပြန်သွားကြပြီပေါ့နော်နောက်ဆုံးပိတ်တကယ်တမ်းကြံခဲ့ရတော့ကျွန်တော်တို့ဒီဘက်ကမိုးကုတ်သူမိုးကုတ်သားများမိုးကုတ်မိုးမိတ်ဆိုတော့အဲ့တော့ဒီသားများကြံနေခဲ့ကြပြီပေါ့လေအဲ့တော့ အဒီအာဒီကလည်းတာဝန်ယူမှုတာဝန်ခံမှုအရာစီရေးရောနိုင်ငံရေးရောအာအခုအခြေအနေရအကျက်တဲကိုဖြည့်ရှင်းလိုက်ကြတယ်ဆိုပေမဲ့လည်းအဒီအာဒီရဲ့နောက်ွယ်မှာဒီမအားလာနဲ့တယုံနဲ့ DNL နဲ့ဂျာရဲကသဘောတူညီမှုတချို့ရှိပေရှိခဲ့ပေမဲ့လည်းရှိနေပေမဲ့လည်းကျွန်တော်ဒီဘက်ကတော်လိုင်းအင်အားစုတွေနဲ့ဂျာရဲမှာလည်း အားလုံးမသိတော့ကျွန်တော်လည်းမသိတော့အဲတချို့ဂရီကဝတ်တွေလည်းအဲရှိနေနိုင်ပါတယ်ဒါလည်းလက်ရှိဒေါ်လာရဲ့အခြေအနေတွေသုံးသပ်ကြည့်မယ်ဆိုလို့ရှင်တော့ဒီလိုမျိုးတွေ့ရတာပါလေအဲ့တော့ဘာပဲပြောပြောအဲဘယ်သူတွေပဲလက်မှတ်ထိုးသားထိုးသားဘယ်သူတွေပဲအဲကိုကိုရန်နိုင်မြင်းဖြစ်အောင်ပန်းဝင်တဲ့မြင်းထိတ်ဆုံးကနေနံပါတ်1အနေနဲ့ပန်းဝင်မဲ့မြင်းဖြစ်အောင်ကိုတိုင်းမကြိုးစားတဲ့သူတွေရှိတယ်ကြိုးစားနေတဲ့သူတွေလည်းရှိတယ်အဲ့တော့ကိုကိုရန်မကြိုးစားမဲနဲ့နိုင်တဲ့မြင်းကိုပဲရွေးလောင်း ကျင်တဲ့သူတွေရဲ့ဗမိုင်းနဲ့လူရဲသူတွေရဲ့သူတို့တွေရဲ့လောက်ရက်ကတော့ကျွန်တော်မြဲပြောနေကြအတိုင်းပဲပေါ့ဗျာအဲ့တော့ကိုဆုံးဖြတ်ချက်ကတော့ကို့အနာကပဲဒါပေမဲ့လည်းလက်ရှိဒီဖြစ်စဉ်တွေရဲ့နောက်ွယ်မှာတခြားသောအကြောင်းတရားတွေရှိနေနိုင်သေးတယ်လို့ကျွန်တော်တို့ထင်ပါတယ်အဲ့တော့လုံလုံရွာရွာကြီးဒေါ်လန်ကြီးရဲ့လုံးဝကိုထိုးဆင်းသွားမဲ့ minus တော့မဟုတ်ပါဘူးအတိုင်းအတာတစ်ခုအခြေအနေတစ်ခုမှကျွန်တော်မြဲတမ်းပြောနေကြအတိုင်းပဲစစ်မှာခြီတိုက်ခံခွာဆိုတာရှိတယ်ခြီစစ်တိုက်စစ်ခံစစ်ခွာစစ်ဆိုတာရှိတယ် ဒီဟာတွေတဲကဂျူဟာတခုခုကိုဒါတုံးခဲ့ရတာဖြစ်တယ်ပေါ့နော်အဲ့နောက်ပိုင်းမှာလဲမကြခင်မှာလဲသူတို့တွေကလည်းမအားလားစကားစစကားမသည်ဟာလာဒီဘက်မှာငြင်းချမ်းပါတယ်ဒီဘက်မှာလက်မှတ်ထိုးပါတယ်မင်းတို့အဖြစ်မရရက်ရက်ပါတယ်ဆိုပြီးတော့လဲဘုံကျင်ကျဲတာပဲโอเคကျွန်တော်တို့ကအချိန်နေအရခဏလေးမိန်ပြီးတော့နေပြီးတော့လဲနောက်တစ်ချိန်မှာဒီတဲ့ကြီးတဲ့လှိုင်းနေတဲ့တက်တုံညာနှစ်ခွန်တက်ကြီးတဲ့လှိုင်းနေတဲ့နောက်တစ်ချိန် ပြန်လာခဲ့ခြင်းလဲပြန်လာခဲ့လို့ရတာပဲပြန်လာခဲ့ဖို့လဲရှိနေတာပဲလို့ပဲပြောချင်ပါတယ်စိတ်သက်မကြပါနဲ့ကျွန်တော်တွေဆက်ပြီးတော့ဘသူပါပါမပါပါတော်လန်ရေးကြီးကတော့ဆက်ပြီးတော့ရွေ့နေဦးမှာပဲတဖွဲ့တည်းသွားတဲ့ဒေါ်လာရင်းမဟုတ်ဘူးတဖွဲ့တည်းလုတ်တဲ့ဒေါ်လာရင်းမဟုတ်ဘူးဒုတိယထဲလုတ်တဲ့ဒေါ်လာရင်းမဟုတ်ဘူးအလှွာတစ်ခုတည်းလုတ်တဲ့ဒေါ်လာရင်းမဟုတ်ဘူးလူမျိုးတစ်စုတည်းလုတ်တဲ့ဒေါ်လာရင်းမဟုတ်ဘူးလက်ရှိဒီနေ့ဒေါ်လာရင်းကအလုံးစုံတိုင်းသားလူမျိုးဘောင်းစုံအလှွာဘောင်းစုံ ဆန့်အာနာရှင်ကိုဆန့်ကျင်တဲ့ဒေါ်လာယင်ဖြစ်တဲ့အတွက်ကြောင့်လို့တစ်ဖွဲ့တစ်ခုကျော့သွားတာဒီဒေါ်လာယင်ရဲ့အားနဲ့ချက်တော့ရှိသွားခဲ့ပေမဲ့ဒါကြီးအလုံးစုံဒေါ်လာယင်ကိုပျက်စီးသွားဖို့ဒေါ်လာယင်မိမ့်မိမ့်သွားဖို့တော့မဟုတ်ဘူးဆိုတာလေးတော့ခေါင်းထဲမှာထည့်ထားစေခြင်းနဲ့လက်ရှိအခြေအနေကနေလဲမကြခင်မှာမမြင်ရတဲ့ကိစ္စမျိုးတွေနဲ့လဲဟလာဗက်ဒစိတ်ခွာမယ်ယူနီဖောင်းပြောင်းပြီးတော့နောင်ပုံစံတစ်မျိုးနဲ့လဲဖြစ်ကောင်းဖြစ်လာနိုင်ပါတယ် အဲ့တော့ဒါတွေကတော့အဲမကြမီလားမီမျောပေါ့ဗျာအဲ့တော့ပြောချင်တာကတော့စိတ်တမကြနဲ့လှုပ်ဆရာရှိတာကျွန်တော်ဆက်လှုပ်ကြပါပဲအမြဲတမ်းပြောနေကြစကားရှိတယ်အားလုံးလည်းသိပြီးသားစကားဖြစ်တယ်ဘာဆိုဘာမှမရှိတဲ့မီရှူမီပန်းလောက်ပဲရှိတဲ့အစင်ကနေဒီနေ့ဒီချိန်ထိရောက်လာခဲ့ပြီအဲ့တော့စိတ်တကြစရာတစ်ခုမှမရှိဘူးသူတို့ပြန်ရသွားတယ်ဆိုတဲ့မြို့တွေကသူတို့တင်းတင်းချာချာရွရွချွန်ချွန်ကျွန်တော်တို့လော်တော်လိုင်းအင်အားစုတွေလိုတိုက်ခဲလို့ရခဲ့တဲ့မြို့တွေမရှိသေးဘူး တရုတ်ကြီးကအဘာနေရအောင်ပေးလိုက်အောင်ပေးလိုက်အောင်ဂျီနာဂျီနာကပေးခိုင်းလို့ပြန်ပေးမှရတဲ့မျိုးတွေပဲဖြစ်တယ်အဒါကတော့အားလုံးလည်းသိပါတယ်ရှက်ဖို့လည်းကောင်းပါတယ်စေးကြီးကမြေပြင်မှာနင်လားငါလားဟာလားနင်လားငါလားခြားကြပြူကြပြီဆိုလို့ရှိရင်တော့မရပါဘူးเนาะအဲ့တော့ဒါတွေကလည်းအဲအရာရအားလုံးကမြေပြောနေကြစကားရှိပါတယ်တပုံသေးမှတ်လို့မရအောင်เนาะကဲလုံးလုံးဆိုတော့စိတ်တက်ကြစေရလို့ဖြစ်ကောင်းဖြစ်မယ်လုံးဝစိတ်တက်မကြနဲ့ ဒါကကျွန်တော်ဆက်သွားမယ်နောက်ထပ်ပုံစံတစ်မျိုးနဲ့လည်းဖြစ်လာပါလိမ့်မယ်เนาะအဲ့တော့အားလုံးမှာလည်းရှိနေကြတာပဲကျွန်တော်ဂိမ်းပြင်းနေမှာဆိုလည်းရှိတယ်ဘယ်နေရာမှာပဲရှိတယ်ဘယ်စိတ်ခွာပြီးတော့ဘယ်စိတ်ဖြုတ်ပြီးတော့ယူနီဖောင်းလဲပြီးတော့ပုံစံမျိုးစုံနဲ့သွားနေကြတာရှိတယ်အားလုံးကတင်ကြတဲ့နိုင်ငံရေးကိုဒေါ်လာရေးကိုတည်တဲ့သူတွေကကျွန်တော်တို့လက်ရှိဘောမနေတဲ့သူတွေလိုမျိုး စိုးနေတော့တည်တယ်အဲ့လူဘက်ကိုလုံးဝမျက်မျက်စိဇုံလုံးမှိတ်ပြီးတော့နားတွေပိတ်ပြီးတော့သွားမရက်ဘူးအားလုံးကအခြေအနေကိုချိန်ဆပြီးတော့ရက်ကြတယ်တချို့ခါမှာနှာနှာစည်းကြအောင်ဆောင်တယ်တချို့ခါမှာမျက်လုံးနဲ့ဖုံဝင်ပါတယ်ဆိုမမြင်ပါဘူးလုံးမယ်တချို့နေရာတွေမှာအာနားကိုင်နေလို့မကြောက်ပါဘူးလုံးလုံးကြတယ်ပေါ့လေဒါကလည်းကဲစိတ်ဓာတ်မကြနိုင်လို့ပဲကျွန်တော်နောက်ဆုံးအနေနဲ့ပြောခြင်းတယ်အဲ့မှာနောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့တွေ မာလာနဲ့အတူတူကျွန်တော်တို့ရဲ့ဘုံရန်သူနောက်တူဦးကိုအဓိက အားလုံးနဲ့တည်ပြီးသားဒါကကျွန်တော်တို့ရဲ့တရုတ်ပေါ့နော်တရုတ်ကိုကျွန်တော်တို့ဒီကအဲတရုတ်ကိုတော့ပြင်းပြင်းထန်ထန်နဲ့ကျွန်တော်တွေဆက်လက်ပြီးတော့ပြင်းပြင်းထန်ထန်ကျွန်တော်မြန်မာနိုင်ငံရဲ့ဒီမိုကရေစီလမ်းကြောင်းမှာတရုတ်ဒီမာလာနဲ့အတူတူကျွန်တော်တို့အတွက်အနောက်ရှက်အဟန်ဒါဖြစ်တယ်သူကတော့ အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း तू ကတော့စီးပွားရေးအရာပဲနိုင်ငံတစ်ခုကိုသူ့ရဲ့အကျိုးစီးပွားကိုပဲကြည့်မှာဟုတ်ပြီကျွန်တော်တို့ဘက်ကဒေါ်လာရေးဘက်ကသူ့ရဲ့အကျိုးစီးပွားဘယ်လောက်ထိကာကွယ်နိုင်လဲမကာကွယ်နိုင်ဘူးလဲဆိုတဲ့ဟာပေါ်မှာမကာကွယ်နိုင်လောက်ဘူးသူ့ကိုငါတို့ကကတ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ဆိုတော့ကျွန်တော်တို့ဘက်ကသာစစ်အနိုင်တိုက်ရေးကိုပဲကျွန်တော်တို့ဆက်သွားမှာဖြစ်တယ်စစ်အနိုင်တိုက်ရေးအောင်မြင်မှကျွန်တော်တို့ခုနဒဏ်လောက်ကိစ္စတွေကစစ်အနိုင်တိုက်ရေးဖြစ်လာမှဒီတက်တုံညာနဲ့ခွန်တော်ဝါဖြစ်လာတဲ့အချိန်မှာသူတို့တော်တော်ကြီးဖြစ်လာတယ်ဒီတက်ပိုတဲ့ အဲလွန်မှုမှုထိန်းချုပ်မှုကင်းကင်းနဲ့ကျွန်တော်တို့ပြည်နယ်တွေမြို့တွေကျွန်တော် နောက်ထပ်နောက်ထပ် line ကြီးကြီးတစ်ခုမှထပ်ရပြီဆိုတော့တရုတ်လဲတရုတ်လဲကန်ချတော့မှာပေါ့မဟာလာဘောเนาะအဲ့တော့လက်ရှိအခြေအနေရလဲဘာလဲဆိုတော့ ASEAN မှာရော UN မှာရောအဲအားလုံးကပြောလိမ့်မယ်မင်းတို့ UN ကဘယ်တော့မှမရဘူးဖြစ်လို့လဲဘလို့ပဲဖြစ်ဖြစ်ပါ UN ရဲ့ pressure ရော ASEAN ရဲ့ pressure ရောဒီဟာတွေအားလုံးရဲ့တိုက်ရောက်မှုတွေဒီဒီနေ့ဆိုလို့ရှိရင် ASEAN က ဟာလာသူ့ကိုမထောက်ခံဖို့အမားလာကိုမထောက်ခံဖို့နဲ့ရွေးကောက်ပွဲဒီဘာမှဖြစ်လာမှာမဟုတ်ဘူးထွက်ပေါက်လည်းမဟုတ်ဘူးဆိုတာအားလုံးကတိနေကြပြီဖြစ်တယ်အဲ့တော့ဒါဒီကျွန်တော်တို့အတွက်နိုင်ငံရေးအရာလဲမျက်နှာစာမှာဗာပြောအပြန်ကောင်းလာပြီလို့ပြောလို့ရတယ်ဒီတက်ပို့ပြီးအားတွေကောင်းဖို့ပဲအဲရှိတယ်ဒီဘက်ကဒေါ်လန်ရေးဘက်ကအင်အားစုတွေကလည်းကျွန်တော်ကျွန်တော်ရှေ့မှာတော့ပြောခဲ့ဘူးတာရှိပါတယ်အကြခင်မှာကျွန်တော်တို့သူတို့ရွေးကောက်ပွဲလုပ်တဲ့ကာလကျွန်တော်တို့2025နှစ် ကုံပိုင်းမှာလဲကျွန်တော်ဘက်ကပြည်သူတွေအားကြရမယ်ပြည်သူတွေရင်အေးစေရမယ်တပ်ပေါင်းစုဆိုတာကြီးကပေါ်လာပြီးလို့ရှိရင်မအားလှကိုဘလိုမျိုးဘလိုမျိုးတွေပါတယ်ညာတွေလုံလဲဆိုတဲ့ဟာကတော့ဒါအလုံးလဲကျွန်တော်တို့ဖူဘောတို့တခြားသက်ဆိုင်ရာလူကြီးတွေလည်းအရေးမြတ်တော့ပြောထားပြီးသားဖြစ်ပါတယ်เนาะအဲ့ခါကျတော့ဘာပြောပြောပါရမီကြားရပါမယ်ဗျာเนาะဒါခါလေးအများတန်းတော့ပဲအဲဘယ်နိုင်နေပါမလဲတကယ် တကယ်လက်ဝဲကြီးဟာလာမိုက်တန်ဆန်လို့လိုမျိုးတကယ်ဖိုင်တာတွေတောင်မှဟာလာတချို့အချီတွေမှာဟာလာအာပင်တိုင်းရဲ့လဲသွားတာတွေရှိပြီးပြန်ထားခဲ့ရတာတွေရှိပြီးရှိတာပဲဗျာအဲ့တော့နော်အဲတကယ်ကမ္ဘာနာမည်ကြီးဟာလာဘာစီလိုနာတို့ဟာလာအာရီယယ်မက်ဒရစ်တို့လိုမျိုးအသင်းတွေတောင်မှဟာလာရှုံးနေရင်ဆိုင်ကြရတာပဲအရှုံးဆိုတာလည်းအမြဲတမ်းမဟုတ်ဘူးလေနော်အဲ့တော့နိုင်ငံကြီးမှလည်းဒီလိုပါပဲစီးရေးမှလည်းဒီလိုပါပဲအမြဲတမ်းတော့လည်း နိုင်နေတာနေတာမဟုတ်ဘူးလေအဲ့တော့အအလှဲ့ကြတော့မနှွယ်စရမ်းပေါ့ဗျာအဲ့တော့ကျွန်တော်တွေလက်ရှိအခုလက်ရှိဒီကာလမှာအဲစူစူပေါ်ပေါ်ဖြစ်တာလဲအားလုံးလဲအဲတိပါတယ်ကျွန်တော်တို့ဘောမလူပညာရှင်တွေကနေပြီးလို့ရှိရင်ဟလာသူတို့ထောက်ခံတဲ့ကာရိုက်တဲ့အချိန်မှာအားလုံးစူစူပေါ်ပေါ်ဖြစ်ရင်းကနေမှဟလာအခုဆိုလို့ရှိရင်ဘျောတန်ရုပ်ရှင်ကအဲ ဘန်ကောက်မှာယုံတင်တယ်အဲ့ဒီထဲမှာပါတဲ့တကယ်အမှုပညာရှင်ခေါင်းဆောင်အမှုပညာရှင်ကလည်းဘောမှာကောင်းမှာပါတယ်ပါတဲ့အတွက်ဘန်ကောက်မှာရှိနေထိုင်းမှာရှိနေကြတဲ့ကျွန်တော်တို့အဲတော်လန်ရေးသီးသမားတွေကနေအဲဗိုင်းကောလောက်ကြတယ်အောင်မြင်တယ်လို့ပြောလို့ရတာပေါ့လေအဲ့တော့အဲဒီဗိုင်းကောကလည်းအရေးကြီးပါတယ်ဗိုင်းကောကကျွန်တော်တို့ကမှတ်မှတ်သားသားတကယ်ကိုပဲမလုပ်ဘူးဆိုရင်တော့တို့တွေကကျွန်တော်ရှိကပြောခဲ့သလိုပဲ တို့တွေကပြည်သူကောင်းကောင်းထက်ခြင်းထဲ့နေဦးမှာပဲဟာလာငါတို့တွေငိုပြလိုက်မယ်လှူပြလိုက်မယ်ငါတို့ဒရမာလေးခင်းလိုက်မယ်အဲ့ကြားထဲမှာဝိုင်းနေကြမဟုတ်တယ်လေနားလည်ပေးရမှာပေါ့ဆိုရိုင်းနဲ့လုံနေရင်တော့ကျွန်တော်ဘယ်တော့မှကျွန်တော်ဒီဘွားလေးကယုံနိုင်မှာမဟုတ်ကောင်းဝိုင်းကောကောင်းကောင်းထီထီရောက်ရောက်ကိုလှုပ်ရမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ပျက်စီးသွားတဲ့အိမ်တွေအများကြီးပဲအခုနာကဟာလာတေဆုံးသွားတဲ့ကြာဆုံးသွားတဲ့ရဲဘော်တွေမိန်းကလေးယောက်ျားလေးကလေးသူငယ်ဘုန်းကြီး ်ခရိယန်စသည်ဖြင့်ပေါ့ဗျာအများကြီးပဲเนาะဒီဟာတွေအတွက်ကိုဟိုမစင်စားလို့မရအောင်ဒီဟာတွေအတွက်ကိုကျွန်တော်တို့မနာကျင်လို့မရအောင်ဒီဟာတွေအတွက်ကိုကျွန်တော်တို့က reverse မလုပ်လို့မရပါဘူးကျွန်တော်တို့ကအများကြီးလှုပ်ရှားမလုပ်ပါဘူးဗျာဟာလာဒီလူတွေကိုဟာလာဟိုဒုက္ခရောက်အောင်လို့ဟာဘာဖြစ်ဖို့ညာဖြစ်ဖို့ဆိုတဲ့ကိစ္စတွေမဟုတ်ပါဘူးကျွန်တော်တို့တွေကိုအဖက်မလုပ်ချင်းနဲ့ကျွန်တော်တို့ကတို့ဟာတွေကိုမကြည့်ဘူးအားမပေးဘူးဟာလာမရှယ်ဘူး အဝင်ပြီးတော့သူတို့တွေမထောက်ခံဘူးဆိုတာနဲ့ရပါပြီအခုဆိုလို့ရှင်လဲဒါအဲဘန်ကောက်ကဒီပြောသံရဲ့ BC ကဒါအောင်မြင်တယ်လို့ပြောလို့ရတာပေါ့နော်အဲ့ဒါအဲထပ်ပြောချင်တာကတော့ပြက်ပြက်သားသားဘိုင်းကော့လောက်ရပါမယ်เนาะအဲ social panelist ကောင်းပြက်ပြက်သားသားလောက်ရပါမယ်เนาะအာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တွေကျွန်တော်တွေပြအဓိကအခြေခံလူမှုရေးပါအခြေခံလူမှုရေးဆိုတာကလေအိမ်တဲအိမ်မှာရက်ွက်ထဲမှာ ကျွန်တော်မြန်မာလူမျိုးတွေမှာမဟုတ်မြန်မာနိုင်ငံမှာမဟုတ်ကဘာမှာလဲဒီကအလုံးလူရယ်လို့ဖြစ်လာရင်တယောက်နဲ့တယောက်ကိုချင်းစာစိတ်ပေါ့အိနီနာချင်းကိုချင်းစာစိတ်ပေါ့တူနဲ့တူကိုချင်းစာစိတ်ပေါ့ဟာလာကိုယ်အိမ်မှာနာရေးဖြစ်နေတယ်ကိုယ်အိမ်မှာဒီအိမ်မှာနေမကောင်းမကျန်းမာတဲ့သူအသေးအံဖြစ်နေတဲ့လူရှိနေဘေးအိမ်ကတိနေရဲ့ဒါနဲ့ဒီမှာနာမကျန်းဖြစ်နေတဲ့လူလည်းရှိနေတာတိနေရထားလိုက်ဒီမှာနာရေးဖြစ်လို့အားလုံးကဝန်ရဲပူဆုနေတိနေတယ်ဘေးအိမ်ကနေလော်စပီကာနဲ့ကက်ဆက်ကြီးတွေအကြေးကြီးတွေဖွင့်ပြီးလို့ရှင်ဟာလာဒုံတိုင်းဒုံတိုင်းနဲ့ DJ တွေဖွင့် ဟလာဒီလိုမျိုးနဲ့ကနေမလားဘယ်သူမှကမနေပါဘူးနောက်ဆုံးမိပြဘလောက်ပဲမတည့်ဘူးဗျအိနီနာချင်းဆိုတာတဲ့တဲ့ဟာလည်းရှိတယ်မတည့်ကြတယ်မတည့်ရင်တောင်မှဗျာသူများကိုကိုချင်းစာစိတ်လေးနဲ့အော်အေးပေါ့သူတို့ဝန်နေနေပါမလို့ဒီလိုပဲ pick state ဂျင်းသက်ပေးကြတယ်ပတ်ဝန်းကျင်မှာနေထိုင်ကြတဲ့သူတွေပါကျွန်တော်တွေเนาะအဲ့တော့တခြားလူမျိုးတွေဘာတွေညာတွေမပြောပါနဲ့ဟလာဘယ်လိုပေါ့ကျွန်တော်တို့နိုင်ငံသားနဲ့ပဲပြောကြအောင်မြန်မာနိုင်ငံသားတွေအကုန်လုံးအဲ့လောက်ထိမြစ်တာတရားအဲ့လောက်ထိကိုချင်း စာတရားမခေါင်းပါကြအောင်เนาะအဲ့တော့ဘေးမှာနာရီဖြစ်နေတယ်ဘေးဘေးမှာအဆင်မပြေဖြစ်နေတယ်ဟလာမကျမ်းမှာဖြစ်နေတာလေးတော့ငြိမ်သက်ချင်းတဲ့ကျွန်တော်တို့ကအာကိုချင်းစာစီလေးမွေးပြီးတော့အခြေခံအနေဆုံးအဆင့်ပေါ့เนาะဒီလိုမျိုးလေးတွေသွားမှာဖြစ်တယ်အဲ့အဲ့ဒါကြောင့်မို့အဲ့လိုမနေတဲ့သူတွေကိုတော့ကျွန်တော်တို့ပြက်ပြက်သားသားဝိုင်းကောလောက်ရမယ်ပြက်ပြက်သားသား SP လောက်ရမယ်ဟာ ABCD မသိဘူးဆိုတဲ့လူတွေလည်းသွားပဲ ရှင်းပြောကျွန်တော်တွေတကယ်လေးစားခဲ့ရတာပါကျွန်တော်တော်ထဲမှာဒီဘေးကြီးသချင်းနေကျွန်တော်စိုးခဲ့ကြရတာပါရဲဘော်တွေကသူ့သချင်းနေခွန်အားယူခဲ့ရတာပါဒါပေမဲ့ဒီဘေးကြီးပျော်ရက်တယ်နေပါကျွန်တော်တို့သူ့အသက်အရွယ်ရသူကြီးလာပြီးနောက်လူငယ်တွေတက်လာတဲ့အချိန်မှာသူ့ကိုနဲ့နေခိုင်းလို့ထားထားတာသူ့အနေသူဗျာသချင်းလေးစိုးပြီးတော့သူ့အနေသူပဲဟိုဟာဖြစ်တယ်ဆိုတော့ဒီစကလုံးเนี่ยမပြောလဲသူပြောမှသိတာဗျာသူ့တငယ်ချင်းပြောတယ်မပြောမှသိတာမပြောလဲရပါတယ်ဗျာသူပြောမှသိတာဗျာသချင်းလေးစိုးလိုက်တယ်ဗောလာပြောနေလဲတခုဖြစ်တယ်ဆိုလဲ လူကြီးစကားပြောလို့ရပါတယ်ကွာเนาะအဲ့လိုမျိုးပေါ့ပြီးလို့ရှင်လဲအဲပြောလို့ရတယ်အခါကျတော့ဟိုအနေတိုင်းမတက်ပြောဆိုမတက်တော့ဗျာအဲ့ဒါအကုန်လုံးရှုပ်ကုန်တာပေါ့တကယ်ကျွန်တော်တို့ဆိုလဲစိတ်မဝါတော့ကိုကိုလေးတကယ်ငငယ်လေးတွေကငငယ်လေးတော့မဟုတ်ပါဘူးဗျာကျွန်တော်လူမျိုးပေါ့အရွယ်မှာဟာလာအပေးခဲ့ရတဲ့တကယ်နတ်နေခိုင်းတွေဗျာเนาะအဲ့လိုမျိုးတွေဆိုတော့အနေတိုင်းပြောဆိုတက်ဖို့လဲလို့ခစ်ခစ်ကကောင်းနေတာမှမဟုတ်တာခစ်ကောင်းနေတဲ့အချိန်ကျတော့ဘလူပြန်စမ်းမှာကြိုက်တဲ့လောက်ကဲစမ်းမှာ မကင်းတောင်မှကျုပ်တို့ကကဲဖို့မြောက်မြောက်ပေးလိုက်အောင်မယ်ဆိုလိုတာကလေဒီလိုမျိုးရှိတာပေါ့နော်အဲ့ဒါတကူနောက်တစ်ခုကကြတော့လက်ရှိအဲ့ဟိုတနေ့ကကားထဲမှာဆိုတချို့စကလုံးတွေဒါဒါကျွန်တော်ကသွေးတိုင်းကျွန်တော်စိတ်ထဲမှာတော်တော်လေးကိုခံပြင်းပြီးဖြစ်နေဖြစ်နေလို့ပါဟလာကြိုက်တဲ့ပါတီအောင်ခံပြောသွားတဲ့ဇာတ်ရှိတယ်။သူကတော့ဗျာသူကတော့ငကိုရေကဟိုပေါ်ပေါ်တင်တင်ပဲအဖအရင်နဲ့အတူတူပဲပေါင်းတင်ဆက်ဆံ အဲစားတောင်နေတဲ့သူဖြစ်တဲ့အတွက် तू ကတော့ तू ကတော့လုံးဝသေးကြတယ် तू ကတော့အဘမအဘပဲဟုတ်တစ်သက်လုံးအဘအဘဘောပဲမလာတာအဘဘောပဲငုံလာတာဆိုတော့ तू ကတော့အသူ့တော့ပြောဒါနဲ့ तू သူ့စကားထဲမှာပါပါတယ်ဟဲ့လားဟိုအဲ့ဟာလာဘာကြိုက်တဲ့ပါတီကိုမင်းတို့လေဒီမိုကရေစီကိုကြိုက်တဲ့ပါတီကိုဘဲပေးတယ်တကယ်တမ်းပြည်သူလူချင်းတဲ့ပါတီကပြိုင်ခွင့်မှမရတာပြိုင်လို့မှမရတာဟဲ့လားလာခဲ့ပါမဲဆန္ဒနဲ့ဟိုဝင်ပြီးတော့ဟဲ့လားလာပါတဲ့ ။ဗာလဲဒီဒီဒီမိုကရေစီဒီရွေးကောက်ပွဲကတဲ့ဟိုဟာမဖြစ်ဘူးမတရားမမျှတဘူးပြောတရားမျှတခြင်းမင်းတို့လာဆိုတော့လည်းမလာဘူးတဲ့အဲ့ဒါမင်းသားကြီးကလည်းပြောတယ်။ပြောတယ်ဆိုဆိုလူတရာကဗျာခင်ဗျားလည်းအားလုံးလည်းသိတယ်ဗျာတကယ်လူတို့ခေါင်းဆောင်ကြီးကိုဟလာဇုတ်ကိုပဲမဲလိမ့်မဲခိုးတယ်ဆိုလောက်ပြီးတော့ရှင်ထောင်ထဲထည့်ထားပြီးတော့ဒီပါတီကိုလာခဲ့ပါဆိုတော့ဘလို့ဘလို့လာမလဲအဲလွတ်ပေးလိုက်လေလာစီချင်းလွတ်ပေးလိုက်လေခေါင်းဆောင်ကြီးကိုဟဲ့လားလွတ်ပေးလိုက်ပြီဆိုလာပြီပေါ့အဲ့ဒါ तू သူတို့သူတို့ကြောက်တော့အခုကြမှာဟိုးရှင်ချေတို့ကတာဆာညာဆိုရဲပါတီတွေလည်းဘယ်နေလို့နေမှန်းမသိခဲအူကြီးအိုမားတွေအခုမှပြန်ပြီးတော့ရွေးကောက်ပွဲဝင်ဖို့ဆိုပြီးတော့အဲ့ချင်မှုတွေထလာကြတာကြည်လိုက်ဟိုဟာတွေကတကယ်ဟိုတကယ်ဟိုဟိုဟာတွေဖြစ်ကုန်ပြီးဟိုတုံချီတုံချီတွေဖြစ်နေကြပြီပြီးတော့ကျွန်တော်တနေ့ကဘယ်ပါတီလဲမသိဘူးဗျာကျွန်တော်တွေ့လိုက်ရတယ်ဟိုအားတဲ့ မြန်မာနိုင်ငံကဟွာတဲ့ဝန်တန်းတွေကိုတဲ့ဝန်တန်းတွေရဲ့ဒီလိုမျိုးပါလက်ပေးလက်ယူလက်စားတယ်ဆိုတာတဲ့လက်စားတယ်ဆိုတာဝန်တန်းလကတွေမမျှတလို့ပါဖြစ်လို့ပါပေါ့နော်အဲလူပြောနေကြတာအဲ့တော့သူကလက်မခံဘူးတဲ့ဘာကြောင့်လဲဆိုတော့ဗျာတဲ့အဲသူများနိုင်ငံမှာဆိုရင်တဲ့လစာတဲ့ຢາກັນນັ້ນລောက်ໄປຢາດາແດ່ຢາກັນນັ້ນລောက်ວ່າອເມລິກາມາຢາກັນນັ້ນລောက်ໄປເອຈາດາບໍເນາະ ဘယ်လိုချင်းဘန်ကောက်မှာဆိုလို့ရှိရင်အော်ရာခနန်းထောင်ခနန်းလောက်ပဲရတာတဲ့ဘန်ကောက်မှာဆိုရင်တဲ့အဲထိုင်းမှာဆိုရင်တဲ့တောင်ခနန်းလောက်ပဲသူတို့ကရတာတဲ့လားဒါကျွန်တော်တို့မြန်မာနိုင်ငံလူတွေအားတဲ့တိန်ခနန်းရတာလေးဗျာတဲ့တိန်ခနန်းရတာလေခု10ရာထောင်သိန်းနဲ့တွက်ကြည့်ရင်ကျွန်တော်တို့ဘက်ကမနှဲပါဘူးတဲ့ဆိုဟာအဲ့လူကဗျာလွတ်တော်ကိုယ်စားလဲဖြစ်ဖို့အတွက်ရွေးကောက်ပွဲဝင်မဲ့လူလူတဲ့ဗျာကျွန်တော်အာတကယ်လေးစားတယ်အဲ့လိုလူတဲ့နိုင်ငံကိုအဲ့လိုလူတွေအများကြီးပဲနော် အဲ့လိုလူတွေကနိုင်ငံကိုဥဆောင်ဝင်တယ်ဗျာပါတီလွှတ်တော်ထဲမှာစကားပြောမယ်တယ်ဗျာပြီးလို့ရှင်ပါတီရဲ့ကိုယ်စားလှယ်တယ်ဗျာဒီလူတလူ knowledge ရှိတဲ့လူတွေကအာကျွန်တော်တနေ့ကတွေ့လဲကျွန်ဟာတော့တကယ်ဟာပြီးပြီပေါ့ဒီလူလူတွေရှိနေမှာတော့နိုင်ငံကဘယ်လိုလုပ်ဟိုဖြစ်မလဲဗျာနော်အဲ့ကကြတော့ဟာအမေရိကန်လူတွေထောင်ငန်းမဲ့ရတာတဲ့ ဘန်ကောက်ကထိုင်းရလူတွေကကြတော့တဲ့တောင်းကနန်းမရတာလေဟိုကတောင်းကနန်းဆိုတာမင်းတို့ရဲ့ဆယ်ကနန်းဟိုဆယ်ကြီးကြီးကနန်းရှိတယ်လေဒီကတောင်းဆိုမှ73သိန်းလောက်ရှိတာဟုတ်ဟာလာဗမာပြည်လူတွေဟာလာဘလောက်ရလို့လဲအချိန်ကလာဆိုတာ3သိန်း4သိန်းလောက်ရတာဒီမှာဆိုရာကနန်းပဲရှိတာလေအာအော်လေအဲ့ခါကြတော့ဗျာဆိုလိုတဲ့ဟာကလေဘာလဲဆိုတော့အဲသူတို့ရဲ့ညံညံပေါ့လေသူတို့ရဲ့အဲ သူဘောထိုင်းတို့အမေရိကတို့မှာဆိုလို့ရှိရင်ဗျာယာကနန်းဒီဟာသူတို့ဘက်မှာဟာလာတိန်ကနန်းနေတောင်ကနန်းဒီတိန်ကနန်းနေတိန်ကနန်းကြီးကြီးတွေဗျာအဲ့တော့ဆိုတော့ဟိုထိုင်းကဝင်ငွေနဲ့ရတဲ့တောင်ကနန်းနဲ့အမေရိကကထောင်ကနန်းနဲ့မြန်မာနိုင်ငံတိန်ကနန်းနဲ့ကိုရှင်းတယ်ညံကြီးရှင်းများအဲအဲ့ခါကျအဲ့လိုလူတွေကနိုင်ငံကိုကဲဥဆောင်မယ်တဲ့လွတ်တော်ကိုယ်စားလှယ်လေးလွတ်တော်ထဲမှာ စကားပြောကြမယ်တကယ်ဘလို့ဘလို့လဲဗျာလောက်ကြအောင်เนาะအဲ့တော့ပြီးလို့ရှင်လဲအခုဗျာကြည်လိုက်အောင်ဟလာဟိုတချို့သူတို့ ਨੇ မဖြစ်မနေသူတို့ရဲ့မဖြစ်မနေအဲဒီဘာဘာကြံ့ဖွင့်ရဟိုရွေးပြိုင်မဲ့နေရာတွေမှာဘယ်သူမှမရှိတဲ့နေရာတွေမှာသူတို့တူဘူးပဲရှိတဲ့အတွက်ပြီးတော့မဲပေးမဲ့လူလည်းမရှိဘူးဘယ်သူမှလည်းမရှိဘူးဗျာတကယ်တော့မဲပေးမဲ့လူလည်းမရှိဘူးသူကဗျာအဲသူတို့ကနိုင်သွားပြီ တော့28နှစ်နေအော်တိုနိုင်သွားပြီဟာလာတခါသူတို့နဲ့လာခါလာပြိုင်မဲ့တခြားပါတီကလူတွေကိုလည်း pressure ပေးပြီးတော့ယွာကန်တွေက pressure ပေးပြီးတော့မင်းတို့ဘာပြညာပြီးတော့ကြောက်တာပေါ့ဗျာကြမ်းဖွင့်နဲ့လာပြန်ရမယ်လာပြန်တဲ့အချိန်မှာဟိုကဒေသခံတွေကဘာဖြစ်လဲညာဖြစ်တယ်အမင်းရွှီချောင်ဖမ်းလောက်လိုက်တဲ့အချိန်မှာကြောက်လန့်ပြီးတော့ထွက်သွားအဲ့တော့သူတို့ကဒီလိုမျိုးအနိုင်ကျင်ပြီးယူมาလေယူတာလေဟာဒါကြီးကဘယ်လိုဘယ်လိုတရားမျှတတာတော့ဒါကြီးကအဲ့ဒါကိုတရားမျှတပါတယ်ဆိုပြီးတော့ဟာဘောမကောင်နေလေရိုးရိုး ဇလန်းတို့ရိုက်ပြီးတော့အာဖူးဖူးမှုတ်ပေးနေကြတာကြီးရလေဟာတကယ်တကယ်ရုပ်ပေါက်တယ်နော်ပြီးတော့ချင်းလက်ရှိကျွန်တော်တို့အဲလက်ရှိကျွန်တော်ဘက်ကဒီဒေါ်လာဘက်မှာပေါင်ကြတဲ့ညီကိုမောင်နှမဒီရဲ့အဲအခြေအနေကတော့အလုံးကတော့အဲအဲအခြေအနေတစ်ခုနှစ်တစ်ခုကြာလာတဲ့အချိန်မှာတော့အလုံးအဲနည်းနည်းစိတ်သက်ကြတာလေးလေးပါလေနည်းနည်းရှိနေတဲ့အချိန်မှာစိတ်သက်မြင့်တင်ပေးလိုက်တဲ့ဒီပါလဲအ ဘာလဲဘာလဲခစ်သမိုင်းကိုဒုံဆိုင်မဲ့သူများဇကာနေတော့အားလုံးက motivation နေရပါတယ်ကျွန်တော်တော်လိုင်းဘက်ကလူတွေခေါင်းတွေပါတောင်လာကြတယ်ခဏသွေးနည်းနည်းအေးတဲ့သူတွေတော့မှစိတ်ဓာတ်တွေတက်တက်ကြွာသွားကြပြီးတော့လှုပ်လှုပ်ခက်ခက်အဲဖြစ်လာကြတယ်ပေါ့နော်ဒါတခုကလည်းကျေးဇူးတင်ပါတယ်လို့တော့အဲကျွန်တော်သိကျင်တာပဲကျွန်တော်သိလို့ရှင်လည်းပြီးကြပါအဲ့ဇကာကိုရိုက်တဲ့ director ရိုက်တဲ့သူဘယ်သူလဲဇညွန်ရေးတဲ့လူရိုက်တဲ့လူဘယ်သူလဲဆိုသိလို့ရှင်ဗျာစက်ဖွဲ့တွေရာပဲဖြစ်ဖြစ် ဟလာဘယ်ဖွယ်ရရပဲရွာပဲတိတဲ့လူရှိရင်လာပြီးတော့သတင်းလေးပေးစားပါကကျွန်တော်အဲ့ဒါလေးတိချင်လို့ပါကျွန်တော်ဥရားနေလိုက်စုံစမ်းတာလည်းမတိစုံစမ်းတာလည်းမတိရဘူးဖြစ်နေတာပေါ့နော်အဲ့တော့ကျွန်တော်ကိုနည်းနည်းလေးမေးပေးစမ်းပါအနည်းနည်းလေးတိရင်လာပြောပါဘသူလာပြောတယ်ဆိုတာလုံးဝကျွန်တော်မသိစေရဘူးကြိုက်တဲ့ရှိကနေအကောင့်2နဲ့လာပြောလဲရတယ်အစ်စ်နဲ့လာပြောလဲရတယ်ကျွန်တော်လုံးဝကျွန်တော် data အချက်လက်လေးကျွန်တော်ပေးစမ်းပါလို့နော်အဲ့ဒါလေးကျွန်တော် အခုပြောချင်တာကတော့ဗာလဲဆိုတော့အရက်သားတွေဟာစိတ်ရည်ပြတ်မှတ်မဟုတ်ဘူးဆိုတဲ့ဟာလေး ਨੇ ကျွန်တော်ပြောချင်ပါတယ်ဒါကဗာလဲဆိုတော့အားလုံးလဲသိတယ်ဒီမာလာစကစစကမာကဖို့အာနာစသိင်းတဲ့အချိန်ကစပြီးတော့အရက်သားပြည်သူတွေတိုင်းရင်းသားဘောင်းစုံ နေရဘောင်းစုံပြည်နယ်ဘောင်းစုံဟလာနေရဘောင်းစုံအဖုန်ကြီးเจ้าတိလရှင်เจ้าခရိယန်เจ้าဟိန္ဒူဖျားเจ้า စသည်ဖြင့်ပေါ့လေဘလို့နေရာမျိုးတွေစစ်ဆောင်ကြောင်းအာဈေးယုံစာတင်ကြောင်းဘလို့နေရာမျိုးတွေပဲဖြစ်နေဖြစ်နေအယက်သားဒီကိုစစ်ရေးပြတ်မှတ်အနေနဲ့ထားပြီးတော့ဘုံကျဲတိုက်ခိုက်နေတာတွေကိုစန့်ကျင်ဖို့လိုပါတယ်အဲ့ဟာတခုကတော့အဲမာလာကတော့ဘလို့ပဲဖြစ်နေဖြစ်နေဒီနေရာတွေကိုသူတို့တွေကတော့လုံနေပါပဲစစ်ရေးအရာနော်ဒါဟုတ်ကဘာဟုတ်တိဖို့အတွက်စစ်ရေးပြတ်မှတ်တွေတကယ်တမ်းကျတော့ရဲဘော်တွေရှိတယ်စစ်သားတွေရှိတယ် တိုက်ခိုက်ရေးသမားတွေရှိတဲ့နေရာတွေကိုတိုက်ပွဲဖြစ်လို့ဘုံကျဲတယ်တိုက်ပွဲဖြစ်လို့တိုက်ခိုက်တယ် okay no problem တသက်နာမြူကျွန်တော်ထားလိုက်ပါကျွန်တော်ဖားဆောင်မှာတိုက်ပွဲဖြစ်တယ်အာကျွန်တော်တို့ဟိုမှာပါတယ်ပြီးတော့ကျွန်တော်တို့ဖပွန်မှာဖြစ်တယ်ဒါတော့နတ်တန်ကွင်းမုံမှာဖြစ်တယ်ဒါဒီလိုမျိုးတွေတိုက်ပွဲတွေဖြစ်တဲ့တိုက်ပွဲတွေထဲမှာတိုက်ပွဲဖြစ်လို့နေတိုင်းဒီနေ့တိုက်ပွဲဖြစ်ပြီးဆိုလင်းရမနဲ့မိုးလင်းရလာတယ် ်အာဒိန်ဒိန်ဒိန်ကျဲတယ်ပြန်သွားတယ်ခဏနေပြန်လာတယ်ပြန်ကျဲတယ်ဒါထဲမှာအလှဲ့ကြဗျာဝိုင်းဝိုင်းတွဲရလဲကျဲတယ်ကြီးပါကောင်လဲကျဲတယ်အဲ့ဒါ jet fighter လဲလာချတယ် helicopter လဲရိတ်ခါလာချတယ်စသည်ဖြင့်ပေါ့ကောင်းကင်မှာအဲ့လေရင်၃မျိုးอ่ะပတ်ချလဲကိုဝဲပြီးတော့ကျင်းတယ် okay စစ်တိုက်နေတာတိုက်ပွဲဖြစ်နေတာဖြစ်တဲ့လေရင်ကျဲတာဒီ no problem ပြဿနာမရှိဘူးအဲ့ဒီအဲထဲမှာရဲဘော်တွေဟာလား အာဟိုထိခိုက်တန်ရာရ okay ဒါတိုက်ပွဲဖြစ်နေတာဖြစ်တဲ့အတွက်ဒါကတော့ရှိမှာပဲပန်းနဲ့ပေါက်နေကြတာမဟုတ်ဆက်ဆက်ပြဘူပေါင်းလေးတွေနဲ့ဆော့နေကြတာမဟုတ်ဘူး okay နော် no problem ဒါပေမဲ့ဗျာဘာမှစည်ရေးပြစ်မဲ့လည်းမဟုတ်ဘူးအရက်သားပြည်သူတွေသည်ဟလာစစ်စစ်ဖြစ်လို့စစ်ပေးရှောင်ရတာစစ်ပေးရှောင်တဲ့အချိန်မှာဘလို့ရှောင်ကြလဲနှစ်ခုရှိတယ်ဗျာအားလုံးကကြတော့အချိန်ကြီးမပြတ်ရှောင်ကျင်တဲ့သူရှိတယ်ချိုးတွေကအချိန်ကြီးမပြတ်ဆိုတာကဘာလဲဆိုမြို့ပေါ်မှာ ဒီစကားစားရဲ့နယ်နိမိတ်တွေဂျာတယ်ဟိုသူတို့ရဲ့ထိန်ချုပ်မှုတွေအောက်ကိုရှောင်တဲ့လူရှိတယ်ဒီဘက်ကနေအေးစစ်စစ်ကိုလူတွေဘက်ကိုရှောင်တဲ့လူရှိတယ်စစ်ရှောင်တာနှစ်ဦးနှစ်မျိုးရှိတာနှမျိုးရှိတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ဒီဘက်ကတိုင်းသားတွေဘက်မှာရှိတဲ့ဆစ်ဆောင်တွေကြတော့ဟိုဘက်ကိုလည်းသွားလို့မရအောင်အဲ့တော့ကျွန်တော်တို့ရဲ့ဒီတိုက်ပွဲဖြစ်နေရတဲ့ဝေးရာတွေကိုကျွန်တော်ရွှေ့ကြတယ်အဲ့တော့အရက်သားပြည်သူတွေရဲ့ဆစ်ဆောင်စခန်းဆိုတဲ့နေရာမှာ ကလေးလူကြီးအမဲအိုးအဖိုးအိုးဟာလာလူငယ်လူပေါင်းစုံ ပါတယ်ဗျာဒီဟာတွေကဒီတိုက်ပွဲကိုစစ်တိုက်နေတယ်အဲ့နေရာမှာလက်နဲ့လည်းမရှိဘူးခဲရန်လည်းမရှိဘူးဟာလာဂျင်ဂလီတောင်မရှိဘူးဗျာအိမ်မှာထမင်းဟင်းချက်မဲ့ထင်းခုံမဲ့ဒါးနဲ့ဟိုလောက်ပဲရှိမှာတခြားဘာမှမရှိဘူးဒီလိုနေရာတွေကိုရွယ်ချက်ရှိရှိနဲ့ဘုံနေကြတယ်ရွယ်ချက်ရှိရှိနဲ့တိုက်ခိုက်တယ်စာတင်ချောင်းတွေဆိုလည်းဘုံလာကြတယ်ဖះချောင်းတွေဆိုလည်းဘုံကြတယ်ဖုံကြီးချောင်းတွေဆိုလည်းဘုံကြတယ်ဒီလိုမျိုး အရက်သားပြည်သူတွေကိုရွယ်ချက်ရှိရှိနဲ့အဲစည်ရင်ပြတ်မဲ့လို့တိုက်ခိုက်နေတာဒီဒါကိုကျွန်တော်တို့ကဆန့်ကျင်ရမယ်ဒါကိုကျွန်တော်တို့ကကန့်ကွက်ရမယ်ဒါကိုကဘာတိအောင်ကျွန်တော်တို့လှုံ့ဆော်ရမယ်ဒါတွေဒီလုံးဝပြည်သူကိုမတရားတပ်ဖြတ်ညှဉ်းပန်းနှိပ်စက်ပြီးတော့ဒါတကယ်ကို တရားဝင်တရားဝင်ကိုပြည်သူကိုဒါလူမျိုးတုံးတပ်ဖြတ်မှုလုပ်နေတာလို့ကျွန်တော်တို့ကျွန်တော်တို့ကတော့ခေါင်းစဉ်တက်တက်တယ် အဲဒါကြောင့်မလို့ဒီဟာကိုကျွန်တော်တို့ကန့်ကွက်ရမယ်အဲ့အတွက်လဲဒီလုံနေကြတဲ့ဒီအရသာပြည်သူများဒီစီပြတ်မဲ့မဟုတ်ဆိုတဲ့ campaign လေးမှာလဲအဲဝိုင်းဝန်းပြီးတော့ပါဝင်ကူညီအားဖြည့်ကြဖို့လဲကျွန်တော်ဒီနေ့ကနေမြစ်တာရက်ခံလို့ပါတယ်ဗျာဘာပဲပြောပြောအခြေအနေတွေအားလုံးဒီအမြဲတမ်းဖြစ်နေတာမဟုတ်ဘူးအခြေအနေတွေအားလုံးဒီခဏတာပါပဲဘာလို့လဲဆိုတော့ကျွန်တော်တို့အခုမျိုးတွေပြန်ပေးလိုက်ရတယ်သူတို့အရင်ချင်းရှိလို့မျိုးတွေပေးခဲ့ရတာမဟုတ်ဘူးဟာလာတယုံကြီးရဲ့အကူအညီနဲ့ အဲ့ဒါလက်ဖြန့်တောင်းပြီးတော့သရောင်းသားလို့တောင်းပြီးမြို့ပြန်ယူရတာကျွန်တော်စိတ်တက်ကြစရာတစ်စက်မှမရှိဘူးเนาะအဲ့တော့ဘာမှမရှိတဲ့0ကနေစခဲ့တာကျွန်တော်သိမ်းပိုက်ထားခဲ့တဲ့မြို့တွေက60ကျော်100နီးနီးမှရှိတယ်သူတို့ပြန်ရသွားတယ်ဆိုတဲ့ဟာဒီသူများရှိတာတောင်းလို့ပြန်ရတာတောင်းလို့ပေးလိုက်ပြီးဆိုမှတနက်တွေနဲ့ဝင်လာကြတာဟိုလိုမျိုးနင်လားငါလားတိုက်ခိုက်ပြီးတော့ပြန်ရသွားတဲ့ဟာမျိုးတွေမရှိဘူးအဲ့ခါကျတော့ဘာပဲပြောပြောစိတ်တက်မကြပါနဲ့ကျွန်တော်တို့ဘသူတွေပဲနှုတ်နှုတ် ဘယ်လိုခေါ်မလဲနှုတ်ထွက်သွားနှုတ်ထွက်သွားဘယ်သူတွေပဲလက်မှတ်ထိုးပြီးတော့ရက်သွားရက်သွားကျွန်တော်တို့ရဲ့လက်ရှိဒေါ်လာကြီးကဆက်သွားနေမှာအဲ့တော့နိုင်ငံတကာမှာရှိနေကြတဲ့ထောက်ဖို့ညီကိုမောင်နှမများသည့်အရင်ကားတဲ့ကျွန်တော်တို့ပို့ပြီးစူးစမ်းကြမယ်ကျွန်တော်တို့လည်းပို့ပြီးစူးစမ်းကြမယ်အဲ့အတွက်စိတ်ဓာတ်မကြပါနဲ့လို့ကျွန်တော်ပြောလိုပါတယ်ဗျာအားလုံးတော့ကပြပါလားဘေးမတန်းမဲ့လောကမှာထောက်ရအေဂျင့်ကြပါသည်မြန်မာနိုင်ငံကြီးလည်းအနေရဆိုခစ်ဆိုးစနစ်ဆိုးအာနာရှင်ဇိုးရဲ့အောက်ကနေမြန်မာတို့လွတ်မြောက်ကြပါလိမ့်မယ်